ဂါဇာကိုကုညီဝင်ရောက်မှုအလောင်းအစ္စရေးပိတ်ဆုံအပြစ်ခံရစေတဲ့တက်တန်းတို့ဖုံအမေရိကန်ရဲ့အစီအစဉ်ကိုဟမ်မတ်တို့ကညင်းဆိုပြီးနောက်အစ္စရေးဟာဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများဝင်ရောက်မှုအလောင်းပိတ်ဆို့လိုက်ပါတယ်။အာရာနိုင်ငံအချို့နဲ့ကုလသမဂ္ဂတို့ကတော့အစ္စရေးရဲ့လုပ်ရအပေါ်ရှောက်ချထားပြီးဒါဟာအပြစ်ခံရစေတဲ့သဘောတူညီချက်ကိုချိုးဖောက်တာလို့လည်းပြောပါတယ်။ ။ဒီချင်းအမေရိကန်ရဲ့ကာတာတို့ရဲ့ဂျောင်းဝင်စည်းစမ်းမှုနဲ့ရရှိခဲ့တဲ့အပြစ်ခတ်ရစရေးပထမအစီအဟံမတ်လတရနေ့မှာသက်တမ်းကုံဆုံးခဲ့ပါလိမ့်။အမေရိကန်သမ္မတဒေါ်နယ်ထရိုင်ရဲ့အထူးတန်တမန်စတီဖစ်အဆိုပြုထားတဲ့ယာယီသက်တမ်းသူမှုကိုဟာမတ်တို့ကလက်ခံမှုညှင်းဆုပ်ထားကြောင်းအစ္စရေးဝန်ကြီးချုပ်ယွန်ကပြောပါလိမ့်။ကာဇာကမ်းမြောင်ဒေသကိုလူသားချင်းစာနာမှုအကူအညီများဝင်ရောက်မှုကိုပိတ်ဆို့လိုက်တဲ့လောက်ရတဲ့ခုဖြစ်ပြီးအပြည့်အဝသဘောတူညီချက်ကိုချိုးဖောက်ခြင်းဖြစ်တာကြောင့် ညှိနှိုင်းပေးတဲ့နိုင်ငံတွေကကျောင်းဝင်ပေးဖို့ဟမ်မတ်တို့ကတောင်းဆိုထားပါတယ်။ဒါဟာအပေါ်ဆန်းဆန်းနဲ့လောက်ရလို့ဆိုပါတယ်။စစ်စစ်ညှိနှိုင်းပေးတဲ့နိုင်ငံတွေကအာမခံချက်မရှိဘဲအပြစ်ခံရဆဲရဒုတိယအစိတ်ကိုလက်မခံဘူးလို့အာမတ်တို့ကပြောပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်မူလအဆိုပြုခဲ့တဲ့အပြစ်ခံရဆဲရအစီအစဉ်မှာအစ်စ်30ပါဝင်ပြီးလက်ရှိလျှာထားတဲ့ပထမအစိတ်ဟာဇန်နဝါရီ16ရက်မှာစတင်ခဲ့ကမတ်လ10ရက်နေ့မှာတက်တန်းကုန်ဆုံးခဲ့ပါတယ်။ ဖြစ်ခံရဆိုင်သဘောတူညီချက်အရဟာမန်နဲ့အစ္စရေးတို့ကြား15ရက်ကြာတိုက်ပွဲအဆုံးတက်ခဲ့ပြီးပါလက်စတိုင်းအကြင်သာ1900နဲ့အစ္စရေးသစ္စခန်33ရာတို့ကိုအပြည့်လှန်လဲလှည့်ခဲ့ကြတာဖြစ်ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။